မင်္ဂလာပါခင်ဗျာ ကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ Microsoft Word မှာတက်ကိုတုံးပြီးတော့ အော်တိုလိုင်းထည့်တဲ့နီလန်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ Microsoft One နဲ့စာစီစာရိုက်တွေလုပ်တဲ့အခါမှာအခုလိုမျိုးကျွန်တော်တို့မြင်းချောင်းလေးတွေကိုရှိုက်တင်နဲ့ဆွဲကြတာမျိုးတွေရှိတယ်။ဒါမှမဟုတ်ကျွန်တော်တို့ keyboard ကနေပြီးတော့မှအခုလိုမျိုးမြင်းချောင်းလေးတွေရအောင်ကျွန်တော်တို့အနုတ်သင်ကေတာလေးတွေကျွန်တော်တို့အလွယ်တကူရှိုက်ပြီးတော့မှရေးကြတာမျိုးတွေရှိတယ်ပေါ့နော်။ဒီလိုမျိုးတွေကျွန်တော်တို့က keyboard ကနေပြီးတော့ရှိုက်တယ်၊ရှိုက်တင်နဲ့ကျွန်တော်တို့ဆွဲတယ်ဆိုရင်ဘယ်ညာတွေညီအောင်ကျွန်တော်တို့ချိန်တဲ့အခါမှာကျွန်တော်တို့တော်တော်တိုင်ပတ်တာကိုတွေ့ရပါတယ်။ ဒီလိုလေးတွေမဖြစ်အောင်ကျွန်တော်တို့ကတက်ကိုယ်တာကောင်းကောင်းအသုံးပြုတတ်တယ်တက်ကိုယ်သုံးပြီးတော့မှအော်တိုလိုင်းလေးတွေကျွန်တော်တို့ထည့်တတ်တယ်ဆိုရင်တော့ကိုယ်လောလောရတာလည်းကျွန်တော်တို့ပို့ပြီးတော့မြန်ဆန်မှုရှိမယ်အလောလောရတာလည်းပို့ပြီးတော့မှလွယ်ကူလာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီတော့ဒါလေးတွေကိုကျွန်တော်တို့လက်တွေ့လောက်ပြပေးဖို့ရာအတွက် Microsoft Word software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်ဒီရဲ့သင်ခန်းစာလေးမှာတော့ကျွန်တော်တို့နမူနာပြပေးဖို့ရာအတွက် ဒီမှာကျွန်တော်စာလေးတွေရေးထားပါတယ်အခုလောလောဆယ်ကျွန်တော်တို့ကတက်ကိုသုံးထားတာဖြစ်တဲ့အတွက် keyboard ကနေပြီးတော့မှ TAB တက်ဆိုတော့ကျွန်တော်တို့ခလုတ်လေးကိုတစ်ချက်လောက်နှိပ်လိုက်ပါမယ်ဒီမှာကျွန်တော်တို့ကတက်လေးတစ်ချက်လောက်ခုန်လိုက်ပါမယ်တက်တစ်ချက်ခုန်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာရင်းချောင်းလေးတွေအော်တိုဝင်လာပြီးတော့မှ ကိုသတ်မှတ်ထားတဲ့ကျွန်တော်တို့သုံးလက်မှဆိုရင်သုံးလက်မှလောက်နေရာလေးမှာတပြောင်နဲ့ကျွန်တော်တို့အညီညာလေးကျွန်တော်တို့တက်လေးတွေကထွက်နေမှာဖြစ်ပါတယ် ကိုကနှလမကြော်လောက်လေးမှာတတ်မှတ်ထားတယ်ဆိုရင်နှလမလောက်ကနေပြီးတော့မှကျွန်တော်တို့အညီညာလေးထွက်လာမယ်ပေါ့နော်ကီယိုကနေပြီးတော့တက်ခလုတ်လေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးမြင်းချောင်းလေးတွေကျွန်တော်တို့အော်တိုအော်တိုဘောလာမှာဖြစ်ပါတယ်ဒီတော့ဒါလေးတွေကိုလုတ်တဲ့ပုံစံလေးတွေကိုပြဖို့ရအတွက်တက်ကိုသုံးပေးရတယ်တက်ကိုသုံးတာလဲကျွန်တော်တို့အရန်ကိုမှလွဲကူပါတယ်ဒီတော့အခုလက်ရှိကျွန်တော်လုတ်ထားတာလေးတွေကိုကျွန်တော် bus bay နဲ့တစ်ချက်လောက်ဒီမှာပြန်ပြီးတော့မှဖြတ်လိုက်ပါမယ် အစားအနေပြီးတော့မှပြန်လုပ်ပြပေးသွားပါမယ်။ဒီရက်ကျွန်တော်တို့ကနံပါတ်၄ရဲ့နောက်မှာညင်းချောင်းလေးတွေကျွန်တော်တို့အော်တိုထည့်ချင်တာဖြစ်တဲ့အတွက်ကိုရေးထားတဲ့စာတွေကိုဆက်လက်လေးမှတ်ပေးပါမယ်။ဆက်လက်မှတ်ပေးပြီဆိုရင်တော့သူ့ပေါ်မှာ right click နေမယ်။ပြီးတော့ပြီဆိုရင်တော့ဒီအောက်မှာရှိနေတဲ့ကျွန်တော်တို့ paragraph ဆိုတဲ့အထဲကိုကျွန်တော်တို့ကတစ်ချက်ဝင်ပေးရမှာဖြစ်ပါတယ်။ဒီကနေပြီးတော့မှ right click နှိပ်ပြီးတော့ ပါလာခရဆိုတဲ့အထဲကိုကျွန်တော်တို့ကဒီမှာဝင်လိုက်တဲ့အခါမှာဆိုရင်အခုလိုမျိုးပေါင်လေးကျလာပါတယ်အကယ်၍ကိုကဒီရနေပြီးတော့မဝင်ချင်ဘူးဆိုရင်လည်းဟုတ်တက်ထဲကပါလာခရခရုထဲမှာကျွန်တော်တို့ဒီမှာပါလာခရဒိုင်ယာလော့ပေါက်လေးကိုကျွန်တော်တို့တစ်ချက်လောက်ဖွင့်မယ်ဖွင့်လိုက်တယ်ဆိုရင်လည်းကျွန်တော်တို့အစောလာကပေါက်လေးပဲကျွန်တော်တို့ကျလာမယ်ပေါ့နော်အဲ့တော့ဒီရနေရာကနေပြီးတော့ပဲဝင်ဝင်စာရီကိုဆက်လက်ပစ်ပြီးတော့မှ right click နေပြီးတော့ပါလာခရဆိုတဲ့ထဲရပဲဝင်ဝင်ကိုကြိုက်နေတဲ့နီလန်းကိုသုံးပြီးတော့ဝင်လို့ရပါတယ် ီပေါက်လေးကြပါပြီဆိုရင်တော့ကျွန်တော်တို့အောက်ဆုံးလေးမှာ TABS တက်ဆိုတာလေးကျွန်တော်တို့ရှိပါတယ်သူထဲကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့ဝင်ပေးလိုက်ပါမယ်ဝင်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့စာရွက်ထဲမှာကိုကတက်တွေသတ်မှတ်ထားတယ်ဆိုရင် ကိုတက်သတ်မှတ်ထားတဲ့တက်တွေအားလုံးကိုဒီနေရာမှာမြင်တွေ့နေရမှာဖြစ်ပါတယ် အခုလက်ရှိကျွန်တော်ဒီရက်စာရွက်လေးမှာဆိုရင်၃လမလောက်တက်လေးတစ်ခုတတ်မှတ်ထားတာရှိတဲ့အတွက်ဒီမှာကျွန်တော်တို့၃စွာလေးပေါ်နေပါတယ်အဲ့တော့သူ့ကိုမလုံချင်တော့ပါဘူးဆိုရင်ကျွန်တော်တို့ဆက်လက်လေးမှတ်ပြီးတော့မှအောက်မှာရှိနေတဲ့ကလီယာဒါမှမဟုတ်အားလုံးကိုဖြတ်ချင်တာဆိုရင်ကလီယာ all ဆိုတာလေးကျွန်တော်တို့လုတ်ပေးလိုက်လို့ရပါတယ်ကလီယာလုတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကတက်ကိုအစအနေပြီးတော့ပြန်ပြီးတော့တတ်မှတ်မှာဖြစ်တဲ့အတွက်ဒီရဲ့နာမည်ရဲ့နောက်မှာကျွန်တော်တို့မြင်းချောင်းလေးထည့်ချင်တာဟုတ်တယ်အဲ့ဒီမြင်းချောင်းလေးကိုကျွန်တော်တို့ကဒီမှာအပေါ်မှာပေးတံပါးလေးရှိတယ် ပေးတန်းပါနေပြီးတော့မှဘလောက်အနေထားလေးထိကျွန်တော်တို့ကထည့်ချင်တာလဲကိုကြိုက်နေတတ်တဲ့ပုံစံလေးထည့်လို့ရတယ်ကျွန်တော်ဒီမှာတော့ဒီမှာနှစ်လက်မခွဲလောက်အနေထားလေးမှာထည့်လိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ desktop position ဆိုတဲ့နေရာလေးမှာ 2.5ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်လိုက်ပါမယ်။ဘာကြောင့်2.5ရိုက်ထည့်လဲဆိုရင်တော့နှစ်လမှခွဲလောက်အနေထားလေးမှာတက်လေးတွေကိုအညီအညာနဲ့ကျွန်တော်တို့ကရစေချင်တာဖြစ်တဲ့အတွက်2.5ဆိုတာလေးထားလိုက်ပါမယ်။ alignment ဆိုတဲ့နေရာလေးမှာတော့လက်ကိုပဲရွေးထားလိုက်ပါမယ်။ leader ဆိုတဲ့နေရာလေးမှာတော့နန်းဖြစ်နေပါတယ်။ကျွန်တော်တို့ကမြင်းချောင်းလေးတွေလိုချင်တာလား၊ dash line ပုံစံလေးတွေလိုချင်တာလားဒီအောင်မှာကျွန်တော်တို့ကိုကြိုက်နှစ်သက်တဲ့ပုံစံလေးကိုရွေးလို့ရတယ်ကျွန်တော်ကတော့နံပါတ်၄ပုံစံလေးပဲရွေးလိုက်ပါမယ် အားလုံးကျွန်တော်တို့ကပြီးသွားပြီဆိုရင်တော့ okay ဆိုတာလေးကိုကျွန်တော်တို့ကတစ်ချက်လောက်နှိပ်ပေးရပါမယ် okay ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်လောက်နှိပ်ပေးရမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာနာမည်ရဲ့နောက်မှာကာစာလေးချမယ်တက်ကိုတစ်ချက်လောက်ခွန်လိုက်တဲ့တပြိုင်တည်းကျွန်တော်တို့သတ်မှတ်ထားခဲ့တဲ့2.5နေရာလေးမှာအော်တိုမြင်းကြောင်းလေးတွေကျွန်တော်တို့ဝင်လာမှာဖြစ်ပါတယ်ကီးဘုတ်ကနေပြီးတော့တက်ခလုတ်လေးကိုတစ်ချက်နှိပ်မယ်တက်ခလုတ်လေးကိုတစ်ချက်လောက်ကျွန်တော်တို့နှိပ်လိုက်ပါမယ်ကာစာလေးချမယ် တက်ကလုတ်လေးနှဲလိုက်တာနဲ့တပြိုင်နဲ့အော်တိုမြင်းချောင်းပုံစံလေးတွေကျွန်တော်တို့ဝင်သွားတာကိုတွေ့ရပါလိမ့်မယ်ဒီတော့ဒီရဲ့အနေထားလေးကျွန်တော်တို့ပြီးသွားပါပြီအောက်ကိုကျွန်တော်တို့ကအန်တာလေးခောက်မယ် ြီးရင်တက်လေးကုန်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ2.5အနေထားလောက်လေးပဲကျွန်တော်တို့ရှိနေပါသေးတယ်။အောက်ထက်နောက်ထပ်ကျွန်တော်တို့ဒီမှာတက်အန်တာလေးထပ်ပြီးတော့ခောက်ပြီးတော့နောက်တစ်ချောင်းထပ်ပြီးတော့ဆင်းလိုက်မယ်။ဒီတစ်ခါတော့ကျွန်တော်တို့ကဒီမှာတက်ကုန်လိုက်တဲ့အခါမှာမြင်းချောင်းကိုနောက်ထပ်ကျွန်တော်တို့ကရောက်ချင်တယ်။အခုလက်ရှိကျွန်တော်တို့ကတက်ကုန်လိုက်တဲ့အခါမှာ2.5အနေထားလောက်လေးပဲရှိနေတဲ့အတွက်ကျွန်တော်တို့အဆင်မပြေဘူးပေါ့နော်။အဲ့တော့ဒီရဲ့မြင်းချောင်းကိုတော့ကျွန်တော်တို့ကနောက်ဆုံးထိဆွဲရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ diet တက်တွေကိုပြန်ပြီးတော့ပြင်ပေးဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်တို့တက်တွေကိုပြင်ဖို့ရအတွက် paragraph ဆိုတဲ့အထဲကိုပြန်ဝင်မယ်။တက်ဆိုတဲ့အထဲကိုဝင်ပါမယ်။ diet ကျွန်တော်တို့က2.5ကိုတော့ကျွန်တော်တို့ဒီမှာ clear ဆိုပြီးတော့လုပ်လိုက်ပါမယ်။အသစ်ပြန်ပြီးတော့လုပ်လိုက်မယ်။6.5လောက်ကျွန်တော်တို့ target လိုက်ပါမယ်။ okay လေးနဲ့လိုက်မယ်။ okay နေပြီးသွားပြီဆိုရင်တော့တက်လေးခုန်လိုက်တာနဲ့တပြိုင်တည်းဟောဒီမှာကျွန်တော်တို့တစ်ချက်လောက်ကြည့်မယ် တက်ကတော့ခုံသွားတယ်ဒါပေမဲ့မြင်းချောင်းတွေကကျွန်တော်တို့မထက်နေသေးဘူးဗောနော်အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ပြီးတော့ဝင်မယ်တက်ထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်သူ့ကိုတော့စန်တာကိုပဲရွေးလိုက်ပါမယ်ပြီးပြီဆိုရင်တော့မြင်းချောင်းလေးရွေးလိုက်မယ် okay လေးနှိပ်ခက်လိုက်ပါမယ်တက်လေးခုန်ကြည့်လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ line layer နောက်ဆုံးအထိကျွန်တော်တို့ရောက်သွားတာကိုတွေ့ရပါလိမ့်မယ်။ အဲ့တော့အန်ဒါလေးခောက်မယ်တက်ကိုတစ်ချက်နေမယ်အန်ဒါလေးခောက်မယ်တက်ကိုတစ်ချက်လောက်နေလိုက်ပါမယ်။ဟောဒီလိုပုံစံအနေထားလေးကျွန်တော်တို့ရရှိသွားမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ Microsoft Word မှာတက်ကိုသုံးပြီးတော့ Auto Line ထည့်တဲ့နီလန်လေးတွေဖြစ်ပါတယ်။အားလုံးနားလည်မယ်လို့ထင်ပါတယ်။ဒီရဲ့သင်ခန်းစာလေးကလက်တွေ့လုပ်ငန်းခွင်မှာလည်းကျွန်တော်တို့အရန်သုံးဝင်တဲ့သင်ခန်းစာလေးတစ်ခုဖြစ်တဲ့အတွက်ကိုကိုတိုင်းနားလည်သဘောပေါက်အောင်လိုက်ပြီးတော့လေ့ကျင့်ပေးဖို့လိုပါလိမ့်မယ်။အကယ်၍လေ့ကျင့်တဲ့အခါမှာ မရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းသားလိုက်ပါမယ်။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။